Hello မင်္ဂလာပါရှင်။ကျွန်မမနေ့တော့ပြူသဘောဆောင်တဲ့စီကန်းနေတဲ့မှာကလေးတွေကိုပြူသဘောဆောင်တဲ့စီကန်းနေချပေးတဲ့အခါမှာအလွတ်မဲ့မဟုတ်ပါဘူး။သူတို့ကိုသူတို့ပြရက်ကလေးပြောပြီးတော့ပေါ့နော်။ဒါသူတို့လွတ်လွတ်လပ်လပ်နှုတ်ရှားစေခြင်းမဟုတ်ပါဘူး။သူတို့ကိုစီးပေါင်းတတ်မှတ်ပေးပြီးတော့ပေါ့နော်။ဒါတွေကိုကြိုးချောင်းညီတဲ့သူတို့ကိုလည်းဒါပြောတဲ့အခါမှာလည်းကြိုးချောင်းညီညွတ်အောင် ပြောတဲ့ဖို့ဆိုတာလည်းအရေးကြီးပါတယ်။အဲမိ မိဘပဲဆရာသမားပဲပြီးတော့လေကြီးတဲ့သူတယောက်ကပြောတာပဲနှာထောင်ရမယ်ဆိုတာမျိုးတော့သွားပြီးတော့ပြောလို့ရှိရင်ကလေးတွေမှာဘယ်ဟာကိုသူတို့တက်ခံရမယ်ဆိုတာမရေရမသိမရေရပဲနဲ့ဝေဝါးသွားတတ်ပါတယ်အဲ့တော့ကျမတို့တွေသူတို့ကိုဒါကန့်ညွန်တဲ့အခါမှာရောသူတို့ဆောင်ရွက်စီခိုင်းတဲ့အခါမှာရောကြောက်ကြိုးကြောက်ညီတဲ့အကန့်အသတ်ပေါင်းတွင်းမှာသူတို့အပြုသဘောဆောင်တဲ့စီကန်းတွေကိုဒါတုံးဆောင်ကြည့်ခြင်းဖြစ်တယ်အဲ့တော့ကြတော့ အဲ့လိုမျိုးလုံဆောင်စေခြင်းအဖြစ်သူတို့ကိုသူတို့ပေါ့နော်ဒါစီးနေပေါင်းနေနေတတ်တဲ့အလေးထားရရှိသွားမယ်။နောက်ပြီးတော့မိမိကိုယ်ကိုမိမိပေါ့နော်အချိန်ကိုလေးစားတတ်တဲ့သူတွေကိုယ့်ရဲ့တာဝန်ကိုကိုယ်ယူတတ်တဲ့သူတွေစသည်ဖြင့်ပေါ့နော်အများကြီးပါပဲကောင်းကျိုးတွေရတယ်။ဒီပြုသဘောဆောင်တဲ့စီကံတွေကိုဆောင်ရွက်စေခြင်းအောင်အဲ့လိုမျိုးတွေပေါ့နော်ကောင်းကျိုးတွေရရှိလာစေမယ်ဆိုတာလေးကိုကျွန်မမနေ့တော့ကဆွေးနွေးပြခဲ့ပါတယ်။ယနေ့မှလည်းပဲကျမတို့ပေါ့နော်ဒီလိုမျိုးအပြုသဘောဆောင်တဲ့စီကံနဲ့ ဒီပြတဘောဆောင်တဲ့စီကံပေါ့နော်အဲ့ဒါနှစ်ခုရဲ့နိုင်ခြင်းချက်ကလေးကိုလေ့လာကြည့်ကြရအောင်ပါရှင်အပြူတဘောဆောင်တဲ့စီကံကနှွေးထွေးတဲ့မိတာရှိတယ်နှွေးထွေးတဲ့ရင်းနှီးတဲ့ဒါညီညွတ်မှုပေါ့နော်ဒါလေးကိုဒါရဲဝံ့မှုတွေပေါ့နော်တွေ့ကြောက်ရွံ့မှုတွေမရှိဘူးဒီလိုမျိုးအပြူတဘောဆောင်တဲ့စီကံမှာရဲဝံ့မှုရှိတယ် အဲ့လိုမျိုးတွေရှိမယ်ပေါ့နော်အပြုသဘောတော့ဆောင်းတဲ့စီကံကိုရရှိတဲ့ကလေးတွေမှာအဲအပြည့်သဘောဆောင်းတဲ့စီကံဆိုတော့ရိုက်တယ်စူတယ်អော်တယ်ပွားတယ်နားမခံတာဥစားတိဖြစ်ပေါ့နော်ဒါတွေကအပြည့်သဘောဆောင်းတဲ့စီကံတွေကအဲ့ဒါလေးကိုဒီမှာနှိုင်းရှင်းပြီးတော့ဆွေးနွေးပေးခြင်းပါတယ်ရှင်အဲ့ဒီမှာဆိုရင်ဒီမှာတို့အပြည့်သဘောအပြုသဘောဆောင်းတဲ့စီကံလေးကိုဆွေးနွေးကြရအောင် အပြုသဘောဆောင်းတဲ့စီကံမှာဆိုရင်တွေ့တွေ့တဲ့မြေတားရှိရပေါ့ဒါဆိုရင်ဒီလိုမျိုးအပြုသဘောဆောင်းတဲ့စီကံဟာ ကောင်းတဲ့အပြုမူတွေကိုတိုးပွားစေတယ်တဲ့အဲ့လိုမျိုးကောင်းတဲ့အပြုမူတွေဟာတဲ့ရေတို့မှလည်းကောင်းတယ်လို့ရေရှည်မှလည်းကောင်းတယ်ဒီလိုမျိုးအပြုသဘောဆောင်တဲ့စီကံနေပေးခြင်းဟာကောင်းတဲ့အပြုမူတွေကိုတိုးပွားစေလာပြီးတော့ရေရှည်အတွက်ကောရေတို့အတွက်ကောနှစ်မျိုးလုံးအတွက်ကောင်းပါလေတဲ့နောက်တစ်ခုကတော့မတင့်တဲ့အပြုမူကိုရောကြစေတယ်အဲမိမိမဲ့ကြိုးတယောက်ချင်းစီတိုင်းမှာမတင်တဲ့အပြုမူရှိပါလေဒါမျိုးတွေကိုရောကြစေပြီးဒီကိဒီလိုမျိုးရောကြစေခြင်းအားလည်း ရေတူရောရေရှိရောနှစ်ခုလုံးအတွက်ကူပဲဒီအပြူသဘောဆောင်တဲ့အချိန်ကဒါပုံပြီးတော့ကောင်းမွန်တယ်လို့ပြောဒီကောင်းမွန်တယ်ဆိုတာလေးကိုကျွန်တော်တို့တွေကပေါ့နော်တကယ်ကိုလက်ခံတာကြမှာဖြစ်ပါရဲ့ရှင်နောက်ပြီးတော့ကျွန်တော်တို့ဘေးရွှဲဆူယူကင်းနေတဲ့ဒီဒီဘူးသဘောဆောင်တဲ့စီကံပေါ့နော်ဘကလေးမှလည်းပဲစိတ်တရားရမသွားစေဘူးလူကြီးလည်းစိတ်မတူရတဲ့အတွက်လူကြီးတွေလည်းယောဂမရစေဘူး ူကြီးကိုယ်တိုင်လည်းဆရာသမားမိဘတွေကိုယ်တိုင်လည်းစိတ်တို့သောတာထွက်ရတယ်ဆိုရင်ဒါကျမရေးထိခိုက်စီပါလိမ့်ရှင်အဲ့တော့ကြတော့မိမိအတွက်လည်းကောင်းကလေးအတွက်လည်းကောင်းဒါကြောင့်ဘီရွဲ့ဆူချူကင်းနေတဲ့ဒီလိုမျိုးဘီရွဲ့ဆူချူကင်းနေအပြုသဘောဆောင်တဲ့စီကံနေနေထွေးတဲ့မေတ္တာတွေနဲ့တို့တွေကိုတင်ပြလမ်းညွှန်ပေးမှုတွေဟာအင်မတန်ကို ကောင်းတဲ့အကြောင်းအရာလေးတွေပါအဲ့တော့ဘီရွဲ့ဆူချူကင်းနေဒီကအပြုသဘောဆောင်တဲ့စီကံကလေးအတွက်လည်းကောင်းတဲ့ တရားဓမ္မတူကြီးမိပါတွေတည်းလဲကောင်းတယ်ဆိုတာလေးပါနောက်တစ်ခုကကြတော့ကလေးကမိဘကိုချင့်ကပ်ရဲတယ်မိဘလှုပ်တဲ့သူဆရာသမားလှုပ်တဲ့သူကကျိုးចောင်းစီလျော်စွာပြောဆိုဆုံးမတဲ့အခါမှာအဲ့တော့ကလေးကလည်းပဲသူပြောလိုက်တဲ့စကားတွေသူပြောခြင်းတဲ့စကားလုံးတွေကိုကျိုးចောင်းစီလျော်စွာပြောတတ်တဲ့အလေးထားလေးရလာမယ်အဲအဲ့ဒါကလည်းတကယ်ကိုကောင်းမွန်တဲ့အကျိုးပါပဲ ကျမတို့တွေတွေ့ဦးတယ်တချို့ဟိုပေါ့နော်စုံးမလာလွဲပြီးတော့ပေါ်ရစ်စူငေါ့ကြိုက်နဲ့ကြီးပြင်းလာတဲ့ကလေးတွေဟာစကားပြောတဲ့အခါမှာလေဟိုကျိုးချောင်းစီလီရောမှမရှိရောဘူးပေါ့နော်သူပြောချင်တာဟာအဲမှန်ကန်နဲ့တော်တဲ့တယ်ဒါမျိုးတွေမရှိရောပဲနဲ့သူပြောချင်တာကိုဇူရရွတ်တီပြောသွားတာမိမိရဲ့ပြောလိုက်တဲ့စကားကကျိုးချောင်းစီလီရောမှရှိရဲ့လားမှန်ကန်တင့်လျော်ရဲ့လားဆိုတာမစင်စားတတ်တော့ဘူးဒါမျိုးတွေကိုဖြစ်သွားစေတတ်တဲ့ ဒီလိုမျိုးတွေမဖြစ်အောင်လို့ကျွန်တော်တို့အပြုသဘောဆောင်တဲ့စည်းကမ်းတွေကိုချမှတ်ရမယ်လို့ကျွန်တော်တို့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ဘေးရက်ဆိုမိဘကိုကလေးကချင့်ခဲ့ရတယ်။ဘေးရက်ဆိုဂျိုလည်းနဲတယ်လို့ပဲဘေးရက်ဆိုဂျိုလည်းကင်းတယ်လို့ပဲမိဘကလေးကလည်းမိဘကိုချင့်ခဲ့ရတယ်။ချင့်ခဲ့ရတဲ့အတွက်ကလေးပါခန်းစားနေရတာတော့သူဘာဖြစ်ချင်တာလို့သူဘာလုပ်ချင်တာလို့စသည်ဖြင့်ပေါ့မိဘတွေဆရာသမားတွေကသိရှိခွင့်ရမယ်။ဒီလိုမျိုးသိရှိခွင့်ရပြီဆိုရင်သူ့ကို သူ့မှာဘာလိုအပ်ချက်ရှိနေရအောင်ဆိုတာကိုစောစောစီစီကြိုကြိုတင်ပြီးတော့ဗာပြရမလို့ဆိုသိရှိခွင့်ရမယ်။ဒါဆိုရင်ကျမတို့သူ့ကိုပြုပြင်လမ်းညွှန်မှုတွေကိုအချိန်မီဆောင်ရွက်ပေးနိုင်မှာဖြစ်ပါလေရှင်။ဒါကြောင့်ပြုသဘောဆောင်တဲ့စီကံဟာကလေးကမိဘကိုချင်းကပ်ရဲတဲ့။ဒါလေးရလည်းရေးကြည့်ပါလေ။ကျမတွေ့ဘူးတဲ့။ဟိုဖေးလှုပ်တဲ့လူနဲ့အမေလှုပ်တဲ့သူဟာဟောပဲလေ။ကလေးကအဖေကတားကြီးကိုဟိုပေါ့နော်သူလူမျိုးပေါ့စူရငေါက်တယ်ဆိုတော့လေ။ ကလေးကအဖေနားကိုလုံးဝမကတ်ဘူးအဖေလှုပ်တဲ့သူကလည်းသူနားမကတ်တဲ့ကလေးဆိုတော့သူကစကားပြောလို့ရှိရင်မင်းသားကမင်းသားကိုပြောလိုက်ဟောအဲအဲ့လိုမျိုးဖြစ်လာတယ်ဒါဆိုရင်မဟုတ်ဘူးလေဟိုဒီကလေးကိုမွေးထားတာဖခင်ရောမိခင်ရောဒါနဲ့ဆိုင်ပြီးတော့မွေးလာတဲ့ကလေးလေးလေးဒါကိုမင်းသမီးမင်းမင်းသားမင်းသားနဲ့ပြောတော့ဒါစီလီယောမှုမရှိတော့ဘူးပေါ့နော်ဒီလိုမျိုးမဖြစ်သင့်ဘူးပေါ့ကလေးကဖခင်ကိုကဲ့ရဲရမယ်မိခင်ကိုလည်းကဲ့ရဲရမယ် ဒါကြောင့်မိဘချင်းကရဲတဲ့ကလေးတွေဖြစ်ပေါ်တာအပြုသဘောဆောင်တဲ့စီကံတွေလိုအပ်ပါတယ်ခုနဖခင်လိုမျိုးပေါ့တားလို့တဲ့သူကဖေနာဆိုရင်ဖေရဆူရင်ငောက်တဲ့ရိုက်တဲ့ဒါကြောင့်မကက်ရဲတော့မကက်ရဲတော့ကြတော့ဖားနဖခင်လိုတဲ့သူကသူနမကက်တော့သူကလည်းအတွေ့အကြုံမျိုးပြောင်းသွားတယ်ဒါဆိုမိခင်လိုတဲ့သူကအမေပြောပေါ့ဟဲ့ဒီလိုမျိုးတွေဖြစ်တယ်ပြောကြရှိရင်အမေကိုပြောအမေနဲ့ပဲကလေးနဲ့ရင်းနှီးမှုရှိရဲ့ဖခင်နဲ့ကြရင်းနှီးမှုမရှိတော့ဒါမျိုးကြီးလည်းဖြစ်တတ်ပါတယ် ဒီလိုမျိုးတွေမဖြစ်အောင်ပေါ့နော်မိဘကကလေးကိုကလေးကမိဘကိုချင့်ကဲ့ရဲအောင်အပြုသဘောဆောင်တဲ့စည်းကမ်းတွေဟာအင်မတန်အရေးကြီးပါလေရှင်နောက်တစ်ခုကမိမိမိဘကတန်ဖိုးထားတဲ့အညီတန်ဖိုးထားမှုနဲ့အညီကျင့်နေတဲ့ကျင့်ပြုမှုနေထိုင်နေပေါ့နော်မိဘကသူ့ကိုခုနတို့မျိုးပေါ့နော်နှွေးထွေးတဲ့မေတ္တာရင်းနဲ့လေးလေးစားစားနဲ့တန်ဖိုးထားတယ်ဆိုရက်ခံစားချက်ကလေးကသူ့စက်နှဲမှာရရှိလာတဲ့အခါမှာ သူကလည်းမိဘရဲ့လေးစားတန်ဖိုးထားမှုနဲ့အညီသူကလည်းဘာဖြစ်လာမလို့ဆိုရင်ဒါပြုမှုဟိုနေထိုင်လာမှာဖြစ်ပါတယ်ကျမတို့ကျမရှေ့မှာဆွေးနွေးသားတဲ့ယာမာမိုတိုဆိုတဲ့ဂျပန်ဂျပန်နိုင်ငံမှာရှေ့ပညာရာဒီယာမာမိုတိုကပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ရုံးငန်းကိုသူအာတနေ့တည်းကလှူထားရင်းကနေမှဒါဒီနေ့မှပြက်ကွက်သွားတယ်ဒါပေမဲ့အရာရှိလေးလှုပ်တဲ့သူကပြူသဘောဆောင်တဲ့အနေနဲ့သူ့ရဲ့ရခင်ကလှုပ်ဆောင်ချက်တွေကိုဒါ ဦးစားပေးပြီးတော့သူ့ကိုအတိအမှတ်ပြုပေးလိုက်တဲ့အခါမှာနောက်နောက်နေ့နေ့စဉ်ရက်ဆက်သူဟာတကယ်ကိုပဲရုံငန်းကိုစနစ်တကျတိုက်စီးရေလှုပ်ထားပြီးတော့ဗောနော်ဒါရသူ့ရဲ့ပြုမှုနေထိုင်ပုံလေးကလမ်းလွဲမသွားပဲလဲဗောနော်မိမိရဲ့ဒါကိုမိမိရဲ့အထက်ရာရှိရဒီလိုအတိအမှတ်ပြုခြင်းကိုခံရတယ်ဒါကြောင့်သူနောက်မှာလည်းဒီအတိအမှတ်ပြုခံရခြင်းနဲ့အတူတူလျော်ညီအောင်သူလှုပ်ဆောင်ချက်တွေကလည်းဖြစ်ပေါ်လာခြင်းဖြစ်တယ်ခုလည်းပဲအဲ့လိုပါပဲရှင် မိဘကတံမိုးထားပြီးတော့သူ့ကိုနှွေးထွေးတဲ့မြစ်တာရင်နဲ့ဆက်ဆက်မယ်ဆိုရင်ကလေးရလည်းပဲအဲ့ဒီလိုမျိုးပဲသူ့ရဲ့မိဘရဲ့တံမိုးထားမှုနဲ့အညီပဲပြုမှုကျင့်ကြံနေထိုင်လာမှာဖြစ်ပါလေရှင်။နောက်တစ်ခုကကြတော့ကလေးနဲ့မိဘဆက်ဆက်ရေးကောင်းမွန်နေတဲ့အဲဒီလိုမျိုးဆက်ဆက်ရေးကောင်းမှာသူကလည်းလူမှုဆက်ဆက်ရေးကြလို့ရှိရင်ပို့ပြီးတော့တော်လာမှာထက်လာမှာလေ။အဲအဲ့လိုမျိုးပေါ့နော်။ကလေးကိုတွင်တွေးတဲ့မြစ်တာရင်နဲ့အပြူသဘောဆောင်တဲ့စီကန်းနေတဲ့ လမ်းပြတင်ပြလမ်းညွှန်ပေးတဲ့အခါမှာကလေးနဲ့မိဘဆက်ဆက်ရေးရတယ်ကောင်းမွန်လာမှာဖြစ်ပါလေရှင်။ကဲဒါဆိုရင်ကျမတို့အပြုသဘောဆောင်တဲ့စီကံနဲ့အကျိုးတွေပေါ့နော်ကောင်းကျိုးတွေကိုကျမဆွေးနွေးပေးခဲ့ပါလေ။ဒါဆိုရင်သူနဲ့ဆန့်ကျင်ပဲပေါ့နော်အပြည့်သဘောဆောင်တဲ့စီကံနေဒါဆိုရင်အပြည့်သဘောဆောင်တဲ့စီကံတွေဟာရိုက်တယ်ဆူတယ်အော်တယ်ထိန်းချုပ်တယ်အဲသူတို့ကိုပေါ့နော်အဲလှုပ်ဆောင်ပြီးဆိုလို့ရှိရင် ဒါဆိုရင်ဘာဖြစ်လာမလို့ဆိုရင်ကောင်းသောအပြုမူမတိုးတော့ဘူးကောင်းတဲ့အပြုမူကြီးဖြစ်ပေါ်လာဖို့အဲမဖြစ်နိုင်တော့ဘူးပေါ့သူ့ကိုကြတော့အပြည့်သဘောဆောင်တဲ့စီကံနေစူရဲငေါက်တယ်ရိုက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်မကောင်းကောင်းတဲ့အပြုမူတွေမတိုးတော့ဘူးဆိုရင်မကောင်းတဲ့အပြုမူတွေပဲဖြစ်နေမှာပေါ့ဒါဆိုရင်ကောင်းတဲ့အပြုမူမတိုးဘူးဆိုတာကလည်းရေတို့တွေမဟုတ်ပါဘူးရဲ့ရှင်ရေတို့ကရေရှည်ရောပါ ကောင်းတဲ့အပြုမူတွေ မတိုးတော့ပါဘူးအဲ့ဒါလည်းရေးကြည့်ပါတယ်ဟိုကျမတို့ပတ်ဝန်းကျင်နေမှာဘယ်တွေ့ကြုံနေရတာတွေပေါ့နော်မြားကြီးလိုအပ်ချက်ရှိနေတဲ့သူတွေကိုတွေ့ကြုံလာရတယ်ဒါအခုလိုမျိုးအပြုသဘောဆောင်တဲ့စီကဲနေတဲ့သူတွေဟာဟိုနေထိုင်ခွင့်မရခဲ့ပဲနဲ့အပြတ်သဘောဆောင်တဲ့စီကဲနေနဲ့နေထိုင်ရတဲ့အခါမှာအခုလိုမျိုးပဲပေါ့နော်မကောင်းတဲ့အပြုမူတွေကောင်းတဲ့အပြုမူတွေကမတိုးတော့ဘဲနဲ့ရေတို့အတွက်ကောရေရှိအတွက်ကောမကောင်းတဲ့ ပုံစံမျိုးတွေဖြစ်ပေါ်လာခြင်းဖြစ်ပါလေရှင်။နောက်တစ်ခုကကြတော့ကျမတို့မသိတဲ့အပြုအမူရော့ကြတယ်။အဲမသိတဲ့အပြုအမူကရော့ကြတယ်ဆိုရင်ခုနလိုမျိုးပေါ့နော်။ကျမတို့စူလိုက်တယ်ငေါလိုက်တယ်ကော်လိုက်တယ်ပေါ့နော်။အဲ့အမျိုးမလို့တို့ဒါကိုလုပ်ရင်ရိုက်ခံရမှာမလို့ဆိုပြီး तू ဟာအဒီလို့ကိုမလုပ်တော့ဒါဆိုရင်တော့မသိတဲ့အပြုအမူရော့ကြသွားတာပေါ့။ဒါပေမဲ့အဲ့လိုမျိုးရော့ကြကြရရေတို့ပဲရမှာရေရှည်အတွက်ကြမကောင်းပါဘူးလေရှင်။ ဒီမတင်တဲ့အပြုမှုရောကြတာမကောင်းဘူးလားပေါ့ဟဲ့ဒိကျမကိုဒီကိုကြည့်ရှုနေတဲ့ဆရာသမားတွေလူကြီးမိသားတွေကျမကိုပြန်လဲဆွေးနွေးပေးမှာပဲเนาะကျမကလည်းတခါတည်းဆွေးနွေးပေးခဲ့ပါမယ်မတင်တဲ့အပြုမှုရောကြတာမှန်တယ်ကောင်းတာပေါ့ဒါပေမဲ့လို့စူချင်းအငေါ်အော်ချင်းငေါ့ချင်းရိုက်ချင်းရနေရောကြတာဖြစ်တယ်ပဲဝိဇ္ဇကွန်ပုတ်တွေကရေလိုပဲကောင်းမယ်ဆိုတော့ကျမတို့ရေရှည်ကောင်းစေချင်တာလीအဲ့တော့ရေရှည်မကောင်းတဲ့အလုပ်ကိုကျမတို့မလုပ်ကြဘူးပေါ့ဒါဆိုရင်စူတာအော်တာငေါ့တာရိုက်တာ မတင်တဲ့အပြုမှုရောကြတာဟုတ်တော့ဟုတ်တယ်သို့တော်ညာလည်းရေတို့အတွက်ပဲကောင်းတယ်ရှင်ရှင်မာသူကဒီနေရာမှာပဲအမေရှင်မာပဲဒီလိုကုတ်ကုတ်ကလေးနေမှာအပြည့်ရှင်မာပဲကုတ်ကုတ်ကလေးနေမှာကြွယ်ရကြရင်သူထင်ရလောက်တော့မှာလေအဲ့လိုမျိုးဆိုမဖြစ်ချင်ဘူးလေအဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကျမတို့တွေအပြုသဘောဆောင်တဲ့အချိန်နေကိုပေးဖို့လိုပါလေရှင်ဒါမတင်တဲ့အပြုမှုရောကြတယ်ဒါရေတို့အတွက်ပဲဖြစ်မှာပါရှင်နောက်တစ်ခုကကြတော့ဘေးရဆူဂျူတွေများတယ်တဲ့ဟုတ်တယ်လေကျမတို့ ကလေးကအမေနာကိုမကတ်ရဲတော့ဘူးဖခင်နာကိုမကတ်ရဲတော့ဘူးဆရာသမားနာကိုမကတ်ရဲတော့ဘူးသူ့စိတ်ထဲမှာဘာကြီးခံစားနေရလဲသူ့ရဲ့ခံစားချက်ကဘာဘလို့တွေတော့သူ့မှာဘာခက်ခဲတွေကြုံနေရတော့ဆိုတာမသိရှိခွင့်မရတော့ဘူးဒီလိုသိရှိခွင့်မရတော့ဘူးဆိုရင်ဘေးတွေဆူကျိုးတွေကကြောက်စရာကောင်းလာအောင်ကောင်းနေမှာပါဒါကြောင့်ဘေးတွေဆူကျိုးတွေများပါတယ်ဒီလိုမျိုးအပြည့်သဘောဆောင်တဲ့စီကဲနေပေါ့နော်ရိုက်တယ်ဆူရဲអော်တယ်ဆိုတာဘေးတွေဆူကျိုးများပါတယ်ရှင်နောက်တစ်ခုကကြတော့ကလေးကမိဘကိုမချင်းကပ်ရဲဘူး ကလေးကမှကို့မိဘကိုကလေးဆိုတာမိဘနဲ့အရင်နီးဆုံးအရင်နီးဆုံးပုံကိုကြီးတွေပါကလေးနဲ့မိဘဆိုတာကလေးအတွက်အရင်နီးဆုံးပုံကိုကြီးတွေအားကိုးရဆုံးသူ့အနေနဲ့တွေ့တာရဆုံးဆိုတာမိဘတွေပါကလေးတယောက်ရဲ့အတွေ့အကြုံဆုံးအားကိုးရဆုံးလေးစားရဆုံးကမိဘပါရှင်ဒီလိုမျိုးပေါ်တော့အပြည့်သဘောဆောင်တဲ့စီကဲအနေနဲ့ကလေးကိုပေးတဲ့အခါမှာ ကလေးကမိဘကိုကြောက်ပြီးတော့မချင်းမိဘနာကိုမကက်ရဲတော့ဘူးဆိုရင်ဒါဆိုရင်သူ့အတွက်အရင်းအဆုံးသူတွေနာကို तू မကက်ရဲတော့ဘူးဆိုရင်သူ့ရဲ့ရှိရေးကမတွေးဝမ်းစရာကြီးဖြစ်နေမှာပါရှင် သူ့ရဲ့လူအပ်ချက်တွေသူ့ရဲ့စိတ်ထဲမှာခံစားချက်တွေသူဘာဖြစ်ရှင်နေတာတော့သူ့မှာဘလို့အခက်အခဲတွေရှိနေတာတော့ဆိုတာကိုမိဘကသိရှိခွင့်မရရင် သူတို့ကိုဘလို့နီးနဲ့တင်ပြလမ်းညွှန်မှုတွေဆောင်ရွက်နိုင်တော့မှာလဲရှင်ဒါကြောင့် ဒီလိုမျိုးအပြည့်သဘောဆောင်တဲ့စီကံဟာကလေးကမိဘကိုမချင့်ကဲ့ရဲဘူးဖြစ်သွားမယ်။ဒါကြောင့်ပြည့်သဘောဆောင်တဲ့စီကံတွေကိုမပေးမိဘူး။လို့ရဲဆိုတာလေးကိုကျမကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့မိဘတန်ဖိုးထားတဲ့အညီမကျင့်နိုင်တော့ဘူး။မိဘကတော့တာသမီးကိုတန်ဖိုးထားကြတာပဲမျှော်လင့်ချက်တွေအများကြီးရှိကြတာပဲပေါ့နော်ဆရာသမားတွေကလည်းဒီလိုပဲရှိကြတာပဲ စိတ်ထဲကတော့ရှိနေကြတယ်တန်ဖိုးထားမှုတွေရောဟိုပေါ့နော်သူတို့ဟိုအနာကသူတို့ရဲ့ဒီအနာကကောင်းစေခြင်းနဲ့စိတ်စေတနာတွေရောတည်ကြပါတယ်ဒါကတော့ဟိုရှိတယ်ဆိုတာကတော့အားလုံးလက်ခံထားကြပါတယ်သို့တော်ညာလည်းနီးလဲမှန်မှုလိုပါတယ်ရှင်ကျမကခုချိုင်းဆိုင်ကောလော်ဂျီကိုဆွေးနွေးပြီးနေတဲ့အကြောင်းအရာတိုင်းနီလမှန်စေခြင်းလို့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။နီလမှန်မှာမှန်ကန်စွာမှန်နေဒီမှာက ဒီအပြုသဘောဆောင်နေပေါ့နော်ဒါစီကံနဲ့အပြည့်သဘောဆောင်နေစီကံလေးရဲ့နှိုင်းရှင်ချက်ကလေးကိုဆွေးနွေးပေးခဲ့ပါတယ်အဲ့တော့ကျမတို့ရေရှည်အတွက်ကောရေတို့အတွက်ကောပေါ့နော်ကောင်းမဲ့စီကံကအပြုသဘောဆောင်နေစီကံဖြစ်မလားအပြည့်သဘောဆောင်နေစီကံဖြစ်မလားဆိုတာလေးတွေကိုပေါ့နော်ကျမဒီဆွေးနွေးချက်ကလေးတွေကိုဟိုလေနားထောင်လေ့လာလိုက်ခြင်းအဖြစ်တော့ဒါမိမိရဲ့အတွေ့အကြုံတွေထဲမှာတော့ ဘယ်လဲဘယ်လိုမျိုးစီကဲနေချမှတ်မဲဆိုတာအားလုံးတော့ကြည့်ရှုနေတယ်တရားပေါ့နော်မိဘတွေရောဆရာသမားတွေရောအားလုံးကဒါလေးတွေကိုမိမိရဲ့စိတ်ထဲမှာအတွေးလေးတွေရရှိသွားလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်အဲ့လိုပါပဲဒီမိမိရဲ့ဟိုကလေးတွေပေါ့နော်ကလေးတွေကိုတကယ်ကိုပဲပေါ့ဖွံ့ဖြိုးမှုတွေတကယ်ကိုလွတ်လွတ်လပ်လပ်နဲ့ဒီကသူတို့ဖွံ့ဖြိုးရမယ်သူတို့ဒီပေါ့နော်ကျတော့ temperament နေသူတို့ရဲ့ဒီကိုကြီးကိုသွေးတွေ ကိုကြီးကိုသွေးဆိုင်ရာလက္ခဏာတွေပေါ့နော် personality ဆိုတဲ့ကိုကြီးကိုသွေးတွေနဲ့ပေါ့နော်အညီအဲ့ဒါမျိုးကြီးသူလူလူလက်လက်ကိုတကယ်ကိုဖွင့်ပြရမယ်အကြောင်းအရာတွေကိုဖွင့်ပြသွားအောင်ဒီလိုမျိုးပြုသဘောဆောင်တဲ့စီကံလေးတွေနဲ့ပေါ့နော်အဲဆောင်ရွက်သွားကြလို့ရှိရင်မိမိတို့ဖြစ်ချင်တဲ့ပုံစံလေးတွေလည်းအဲဖြစ်လာအောင်ပေါ့နော်ကျွန်တော်တို့လူတွေကစိတ်ရှိစွာနဲ့ပြုပြင်ထင်းချောင်းပေးသွားလို့ရှိရင်အောင်မြင်တဲ့ဘဝကြီး အောင်မြင်တဲ့အခြေအနေတွေကိုရရှိလာစေမှာဖြစ်တဲ့ဆိုတာလေးကိုကျွန်မဆွေးနွေးပေးရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပေးပြပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်